Hello အားလုံးပဲမင်္ဂလာပါဒီနေ့လည်း N2O ဟာရာလေးကိုတူတူလေးလာကြည့်အောင်နော်ကျွန်တော်တို့အဲအရှိမအပိုင်း5ပိုင်းပြီးသွားပြီဒီခေါက်ကအပိုင်း30ဖြစ်ပါတယ်တနည်းအားဖြင့်ဒီဗီဒီယိုအဆုံးထိကြည့်ပြီးသွားပြီဆိုလို့ရှိရင် book up တစ်ထောင်ထောင်ကျပ်ပြီးသွားပါပြီဆိုပြီးတော့ပြောလို့ရတော့မှာဖြစ်ပါတယ်အဲ့တော့မြန်မြန်လေးသွားကြည့်အောင်နော်အရှိပိုင်းမှာကျွန်တော်က930ထိလက်လွန်ကျက်သွန်နေဖြစ်ထားတော့ဒီခေါက်က930တက်ကနေပြီးတော့တစ်ထောင်ထိသွားမှာဖြစ်ပါတယ်တခုတခုလေးလာတဲ့အခါမှာပေါ့နော် အဲတိချင်စိတ်ပြင်းပြင်းပြပြနဲ့လိလာလို့ရှင်ပို့ပြီးတော့အဲထိရောက်တယ်ဆိုပြီးတော့ပြောတယ်အဲ့ဒီတိချင်စိတ်ဆိုတဲ့ဥစ္စာလေးကိုဂျပန်ဘာသာစကားမှာဆိုလို့ရှင်ခိုခိရှင်ဆိုပြီးတော့ခေါ်ပါတယ်ခိုခိရှင်ဒါတိချင်တဲ့စိတ်ပေါ့နော်တော့ plus ကို minus ကိုရတခါကျလို့ဆက်စုတဲ့စိတ်တို့ပါအဲ့လိုမျိုးအနေနဲ့တုံတာရှိတယ်အဲ o c ဆိုတဲ့ဘောကပ်လေးမှတ်ထားပေးပါသူကလေအဲ့လိုအမြဲတမ်းဒီခိုခိရှင်ရဲ့နောက်မှာလိုက်တယ်ပေါ့နော်ခိုခိရှင် o c နိအတရာရှိခိုတိုမာနာဘူးဆိုလို့ရှင်တိချင်စိတ်ပြင်းပြင်းပြပြနဲ့အတိတ်အတိတ်တွေကိုလိလာတယ်ဆိုတဲ့အဓိပ္ပာယ်လေးပေါ့နော် o c စေးရဲ့အိုးလေးကကြတော့သူကဒီကျော်ဒီအိုးဆာမတို့ဘာလို့မှမြင်နေကြစကလုံးလေးအိုးဆာမဘယင်ကြီးတို့ဘာလို့မှမြင်နေကြစကလုံးလေးအနောက်ကစေးလေးကကြောက်လေဒီဥမာပေါ့နော်အတန်ထွက်ကသူကဒီအပေါ်ကကျော်ဒီစေးချင်းတို့ဘာတွေရဲ့စေးလေးနဲ့ယူသွားတာဆိုတော့ဟိုခန်းကြီးခန်းကြီးမမှတ်မိဘူးဆိုရင်တော့မှဒါအတန်ကတော့မှန်မှန်ကန်ကန်ဖတ်တတ်ရမယ်ပေါ့ကပ်ထဲမှာပါတယ်ပေါ့နော်အိုးစေးအဲ့တော့ခိုးခိရှင်အိုးစေးအဲတိချင်းစေးပြင်ပြရဲဆိုရင်အတိတ်ပဲလေဒီပေါ့ကပ်လေးလည်းမှတ်ထားပေးပါအောင်နော် ကျွန်တော်တို့အဲတခုချင်းတခုချင်းဆိုလို့ရှိရင်ပစ္စည်းတခုချင်းတော့ပါလို့ဆိုလို့ရှိရင်သူက damping ဆိုပြီးတော့ခေါ်တယ် damping ဆိုပြီးတော့ဒီစားတောက်ဆိုင်တွေဘာတွေမှာဆိုလို့ရှိရင်လည်းကျွန်တော် sub menu မစားခြင်းဘူးဆိုလို့ရှိရင် damping ဆိုပြီးတော့မှစားလို့ရရပါတော့သူကဒီ damping ဆိုတာကတခုချင်း single ဆိုတဲ့အဓိပ္ပာယ်မျိုးလေးကိုပြောတာပါအဲပြီးလို့ရှိရင်ကျွန်တော်တို့ကဒီ cut to your ဆိုတဲ့ vocabulary လက်မှတ်ထားပေးအောင် cut to your cut to your ကလေရုံးမှနေတိုင်းတော်တော်လေးကိုတုံတာပါတော့ပုံမှန်ဆိုလို့ရှိရင် ပုံမှန်ဆိုလို့ရှိရင်ကျွန်တော်အသုံးပြုတယ်ဆိုလို့ရှိရင် use ပေါ့နော် use ဆိုလို့ရှိရင်အဲအသုံးပြုတယ်ဥပမာပေါ့ re your suit ဆိုတဲ့ပေါ့ကမျိုးနဲ့သုံးလို့ရပါဘောနော်ဒါပေမဲ့ cut to your ဆိုတဲ့အဓိပ္ပာယ်ကတော့လေဘယ်လိုလဲဆိုတော့ utilize လုပ်တယ်ဆိုပြီးတော့ပြောရဲပေါ့နော် ut utilize လုပ်တယ်အဲ့တော့ utilize ဆိုတာက တွင်းတွင်းကျင်ကျင်အတုံးချရဲပေါ့နော်အတုံးချရဲကိုတိထားတဲ့အရာဝယ်ဖြစ်ဖြစ်ကိုလေ့လာထားတဲ့အရာဝယ်ဖြစ်ဖြစ်အဲ့လိုမျိုးပေါ့နော်ပစ္စည်းတစ်ခုခုဝယ်ဖြစ်ဖြစ်တွင်းတွင်းကျင်ကျင်အတုံးချရဲဆိုလို့ရှိရင်အဲခတ်စီယောစုတို့ဆိုပြီးတော့တုံးတယ်ပေါ့နော်ဥပမာစမဟိုအိုခတ်စီယောစတေးဤတို့ဆိုလို့ရှိရင်ကိုမရှိရဲဖုန်းရှိရဲဆိုလို့ရှိရင်အဲ့ဖုန်းနဲ့စာတွေလေ့လာတယ် ဟိုမြေပုံကြည့်တယ်အဲ့လိုမျိုးပေါ့နော်စသဖြင့်ကျွန်းကျွန်းချင်းချင်းအတုံးချရတဲ့ဥစ္စာကိုခတ်ချရောစုတုဆိုပြီးတော့တုံးပါတယ်အတိတ်ပဲကတော့ဒါအတုံးပြုတ်တယ်ဆိုပြီးတော့ဘာသာပြန်လို့ရရဆိုပေမဲ့နောက်ပိုင်းကျလို့ရှင် level မြင့်လာတဲ့လူမျိုးပေါကတ်မျိုးလေးထပ်ပြီးတော့တွေ့လာနိုင်တယ်ပေါ့နော်အထာမျိုးလေးလက်မှတ်ထားပေးပါ fukutsu ဆိုတဲ့ပေါကတ်မျိုးလေးလက်မှတ်ထားပေးပါအောင်ဒါကတော့သိမှထင်တယ် fukutsu ဆိုတာက multiple ဆိုတဲ့အတိတ်ပဲလေးပါဒါတခုမဟုတ်ဘူးပေါ့နော်တခုထပ်ပို့တော့ဆိုတဲ့အတိတ်ပဲအနေနဲ့ fukutsu multiple ဆိုတဲ့ပေါကတ်လေးမှတ်ထားပေးမယ်အဲ choosan စုတုဆိုတဲ့ပေါကတ်လေးဒီပါဒလား choosan choosan ဆိုတာက challenge လုပ်တယ်စိန်ခေါ်တယ်ဆိုတဲ့စကားလုံးလေးအဲ့တော့စိန်ခေါ်တယ်ဆိုတာကဥပမာပေါ့နော်ရံဖြစ်မလားလို့အဲ့လိုမျိုးစိန်ခေါ်တာမဟုတ်ဘဲနဲ့အာ ဥပမာပေါ့နော်အန်နူအီချီကိုချောဆန်းစုတူဆိုလို့ရှိရင်ဒါအန်ဝမ်လေဗယ်ကိုကြိုးစားပြီးတော့ဖြည့်ကြည့်ရဲဆိုတဲ့အတိတ်ပဲမျိုးဖြစ်သွားမယ်ပေါ့နော်သူကအဲချောဆန်းမှာပါတဲ့ချောလေးရကြတော့အီဒိုမှုလို့ခေါ်တယ်ခွင့်ရုံမီလေးရှိရပေါ့နော်စိန်ခေါ်ရဲဆိုတဲ့စကလုံးလေးချောဆန်းရဲ့ဆန်းလေးကတော့ဒါကျွန်တော်တည်ထားပြီးသားတတကာဦးဆိုတဲ့စကလုံးလေးဖြစ်ပါတယ်နော်အဲ့တော့ချောဆန်းစုတူစိန်ခေါ်ရဲဆိုတဲ့စကလုံးလေးကိုမှတ်ထားပေးပါအဲဟန်အီဆိုတဲ့ဘောကမျိုးလေးရှိတယ်စာချက်တဲ့အခါကျလို့ရှိရင်ဒီဟာမျိုးတည်ဟန်အီဆိုတာကတော့ range ပေါ့နော်ဘယ်ကနေဘယ်အထိဆိုတဲ့ဟာမျိုးကိုဟန်အီ range ဆိုပြီးတော့ခေါ်တာမျိုးလေးရှိတယ် ပြီးလို့ရှိရင်အာခါတိုင်းဆိုဘောကပ်လေးမှတ်ထားပေးပါခါတိုင်းခါတိုင်းကကြတော့ဥပမာပေါ့နော်သူကသုံးတဲ့နေရာမျိုးစုံရှိရတည်လား issue ဆိုပြီးတော့အတိတ်ပဲအနေနဲ့သုံးတာမျိုးလေးလည်းရှိတယ်အဲပြီးလို့ရှိရင်ဥပမာပေါ့ပုတ်စာလေးရဲ့ခေါင်းစဉ်တိုက်တဲ့အနေနဲ့လည်းသုံးတာမျိုးလေးရှိရပါတော့။အဲ့တော့ခါတိုင်းဆိုလို့ရှိရင်အတိတ်ပဲနှစ်ခုရှိနိုင်တယ်။ issue ဆိုရအတိတ်ပဲမျိုးလေးလည်းရှိနိုင်တယ်။ဒီလို title ဆိုရအတိတ်ပဲမျိုးလေးလည်းရှိနိုင်တယ်ပေါ့နော်။ moon တိုင်းနဲ့ခါတိုင်းနဲ့ကဘာဘာကွာလဲဆိုလို့ရှိရင် moon တိုင်းဆိုလို့ရှိရင်ကကြတော့သူက မွန်တိုင်းဆိုလို့ရှိရင် problem ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်မွန်တိုင်းခါတိုင်းအဲ့လိုမျိုးအဲ တုံးတာမျိုးလေးရှိရပေါ့နော်ခွဲပြီးတော့တုံးပေးရသေးတာမွန်ထိုင်ရကြနည်းနည်းတော့ negative back ကိုပိုရောက်တယ်ခါတိုင်းရကြတော့နည်းနည်းလေးအချိန်ပိုပြီးတော့ရတယ်ဆိုတဲ့အိပ်ပဲမျိုးလေးရှိရပေါ့နော်ဒါနာခုဆိုဘောကတ်မျိုးလေးချက်ထားမယ်ဒါကြောင့်ဟိုဘောကတ်မချက်ထားရင်ဘာသာပြန်လို့မရတဲ့စလုံးလေးပေါ့နော် paragraph ဆိုတာပြောတဲ့အိပ်ပဲလေးပါစာစာပိုက်တွေစာပိုက်တွေပေါ့နော်စာပိုက်တွေစာကြောင်းဟိုမှာဘွန်ရှောဆိုလို့ရှင်ကကြတော့ဒါစာကြောင်းကိုနော်အဲ့အဲ့စာကြောင်းလေးစုထားတဲ့ဥစ္စာကိုကြတော့ဒါနာခုစာပိုက်ဆိုပြီးတော့ကျွန်တော်ခေါ်တာမျိုးလေးရှိပါတယ်အဲ့တော့ cut short ဆိုဘောကတ် ျိုးလေးရှိမယ်ခါရှော့ခါရှော့ဆိုတာက place ကိုပြောတာအဲ place ဆိုတာတကူတော့မဟုတ်ဘူးလားဆိုอืมဟုတ်တယ် place အဲဥပမာပေါ့เนาะကျွန်တော်အရင်ကတည်ထားတယ်တကူတော့ဆိုလို့ရှိရင်နေရာဆိုရဲ့အဓိပ္ပာယ်မျိုးပေါ့เนาะဒါပေမဲ့တနေရာမြန်မာလိုဆိုလို့ရှိရင်တော့နေရာအတူတူပဲဆိုပေမဲ့အဲနီခါရှော့ဆန်းခါရှော့ ရှုစိတ်ရှိမှရှိတာဆိုရင်နှစ်နေရာသုံးနေရာပြင်လိုက်ပါတယ်ဆိုတဲ့အဓိပ္ပာယ်လူနေတဲ့နေရာ physical place မဟုတ်ဘဲနဲ့စာကြောင်းနေစာပိုက်တွေတရားဟိုနေရာဒီနေရာကိုပြောချင်တဲ့အခါကြလို့ရှင်ဒီ cut short ဆိုတဲ့စကားလုံးလေးနဲ့သုံးပါတယ်ဒီခန်းကြီးလေးမှတ်ထားမယ်နော်အဲ့တော့ဒီခန်းကြီးလေးကကျွန်တော်တို့တည်ထားတဲ့ဒီလိုမျိုးခိုခြင်းတို့ဘာလို့မှပါတဲ့စကားလုံးလေးနဲ့တင်စနေတာအရှိမဆိုလို့ရှင်အဲခတာမာဒုဆိုပြီးတော့ဒီလိုမျိုးလေးလည်းတွေ့ခဲ့သေးတယ်လေနော်ခတာမာဒုမာတယ်ဆိုတဲ့စကားလုံးလေးအဲ့တော့ဒါမျိုးလေးတွေတူတူချက်ထားပေးပါ ပြီးတော့ဒီမှာဆိုလို့ရှိရင်တစ်ခါထည့်ပြီးတော့တော့ပြောလိုက်မယ်เนาะခါကျော်ကခိဆိုရပေါ့ကမျိုးလေးရှိတယ်ခါကျော်ကခိခါကျော် ဂါခီအဲ့တော့အစာပိုက်ကြီးလိုက်ရေးတာမဟုတ်ဖ ೇನೆ ကျွန်တော်ဒီမှာဆိုလို့ရှိရင်လို့ဘူးလက်လေးနဲ့ရေးတာရှိအချက်အလက်လေးနဲ့ရေးတာလေးရှိတယ် itemization ဆိုပြီးတော့ခေါ်တယ်အဲ့လိုမျိုးရေးတဲ့ဥစ္စာကိုခါကြောဂါခီဆိုပြီးတော့ခေါ်ပါတယ်အဲ့တော့ဒီဂါခီတွေကလည်းမျိုးစုံရှိအောင်เนาะဥဂါဂါခီစတာဂါခီဆိုပြီးတော့ကျွန်တော်အရှိမတွေ့ခဲ့တယ်လို့မျိုးဒီခါကြောဂါခီကကြတော့အတိတ်ပဲတသက်ပေါ့เนาะပြီးတော့ဟိုဟာလေးမှတ်မိသေးလားမသိဘူးခါတာဂါခီဆိုတော့ဘောကပ်လေးခါတာဂါခီဆိုတာကအဲဂုံပုတ်တွေကိုပြောတာเนาะလူတွေရဲ့ရှေ့မှာခေါ်ပုတ်တဲ့ဆရာတို့အဲဒေါက်တာဘဒူတို့အဲအဲ့ဒါကြီးအကုန်လုံးခါတာဂါခီ ိုပြီးတော့ခေါ်တာအဲ့တော့ခါကျောကခိခတာကခိအဲ့ဒါလေးတေချာကိုရအောင်ကြမယ်ဒါမျိုးလေးရှိမယ်ပေါ့နော်အာရီတိုအာရာယူတုဆိုရပေါ့ကမျိုးလေးအာရီတိုအာရာယူတုအရာခတ်သိမ်းဆိုပြီးတော့ပြောလို့ရ everything ပေါ့နော် everything အရာအရာခတ်သိမ်းမြန်မာလိုတကယ်ဟို 方法で試してみました。So, あありとあらゆるの方法で試してみました。そしあのし、シシドミアニーランバウソンネ、ね、ジューザーケーバイ、サンダケーバイ、ル,ールミボノありとあらゆる、シシドミアヤカテンスウェザカロリー、ダミュリレラーノ、ディボガブリレマタビバ อืมပြီးရင်ကျွန်တော်တို့မှာဒါလေးကတော့ဒီမှာပေါ့เนาะမွန်တိုင်းယောရှိလို့ပါတော့မွန်တိုင်းအခုကနည်းနည်းစာနဲ့ပတ်သက်တဲ့စကားလုံးလေးရောက်လာတယ်မွန်တိုင်းယောရှိလို့ခိုင်တိုယောရှိလို့ဆိုရှင်တော့ဒါမေခွန်စာရွက်အဖြေစာရွက်ဆိုတဲ့စကားလုံးလေးဖြစ်မယ်ပေါ့เนาะအိုယောဆုတုဆိုပေါ့ကမျိုးလေးမှတ်ထားပေးမယ်အိုယောဆုတုအိုယောဆုတုဆိုတာကဟို ထည့်သွင်းပြီးတော့အသုံးပြုတယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ထည့်သွင်းအသုံးပြုတယ်လိုက်ရောညှိထွေဖြစ်အောင်အသုံးပြုတယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်စန်တခုရှိဆိုတဲ့စကားလုံးလေးသိပါသလားစန်တခုရှိစန်တခုဆိုတာကဆလတ်လောက်တာစန်တခုရှိဆိုတာကကျွန်တော်ရွေးချယ်စရာတွေဆိုတဲ့အဓိပ္ပာယ်မျိုးအရင်တော့ကျွန်တော်မှ multiple choice ဆိုတဲ့အဓိပ္ပာယ်မျိုးရှိဟုတ်အဲစာကြောင်းပါရဲ့ခတ်တဲ့နှစ်၃လေးရရွေးရတော့ပါအဲ့ဒီဟာအကုန်လုံးစန်တခုရှိက OE ဆိုလို့ရှိရင်ရွေးချယ်စရာတွေပေါ်တယ်ဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်အဲ့တော့ ဆန်တခုရှိဆန်တခုရှိဆိုတာကကျွန်တော် English လို့ဆိုလို့ရှင်သူ့ရော option နေဆိုပြီးတော့ပြောပါတယ်ဆန်တခုစုလို့ဆိုရင်ရွေးချယ်သည်ဆန်တခုရှိရကြတာရွေးချယ်เสียရသည်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးဖြစ်သွားမှာပေါ့နော် novel လို့ဆိုလို့ရှင်ဖော်ပြရတယ်ဆိုတဲ့စကားလုံးလေးဖြစ်တယ်တစ်ခါလေ့ကျလို့ရှင်ဥမာရေးရေးသားဖော်ပြရလို့ပါဆိုခီချစ်စုလို့ဆိုပြီးအရှိအရှိစုလေးနဲ့ပေါင်းပြီးတော့လူမျိုးပေါ်ကတ်မျိုးလေး တွေ့ရတတ်တယ်ပေါ့နော်ဒါလေးရှိတယ်ခါဂီတုဆိုဘောကပလီဒါကတော့ and 2 gram လေးလာနေရဲ့ and 3လေးလာနေရဲ့ဆိုလို့ရှင်တော့တိမယ်ထင်တယ်ခါဂီတုခါဂီတုဆိုတာကကန့်တတ်ထားရဲဆိုတဲ့အဓိပ္ပာယ်ကန့်တတ်ထားရဲပေါ့နော်ဥမာအာခိုတိုမိုနီခါဂီဒီအိုတိုနာနီခါဂီဒီဆိုတဲ့အဓိပ္ပာယ်မျိုးအဲ့လိုမျိုးပေါ့နော်ဘသူတွေအတွက်ပဲဆိုတဲ့တန်ကန့်တတ်ထားရဲဆိုတဲ့ limitation ကိုဖော်ပြတဲ့အခါမှာတုံးတယ်သူ့ဆိုလို့ရှင်မမမြင်ဘူးညလဲဆိုခီကန်တို့ဘာလို့ deadline တို့ဘာလို့မမြင်ဘူးညဖြစ်ပါတယ်နော်အဲ့တော့အဲဂန်ကိုင်းဆိုလို့ရှင်လဲဒါဒါ limit ပဲနောက်ဆုံး limit ပဲဒီထက်ပိုပြီးမလုံ ံးနိုင်တော့ဆိုတဲ့စကားလုံးလေအဲ့တော့ခါဂီဒုဆိုတဲ့ဘောကပ်လေးချက်ထားပေးပါမာဂီဒါဝါရှိမာဂီဒါဝါရှိဆိုတာကဟိုရှုပ်ထွေးတယ်အဲဆင်တူဖြစ်လာတယ်ဆိုတဲ့အတိတ်ပဲမျိုးလေဥပမာစာကြောင်းနဲ့ဆိုလို့ရှိရင်အန်နူနီနီနာတူတို့မာဂီဒါဝါရှိစန်တောက်ရှိမော့ဖ်ကွေတေကူရုဆိုအဲ့တော့အန်တူရောက်ပြီဆိုလို့ရှိရင်ရွေးချယ်စရာတွေပေါ့နော်ဟိုဆင်တူရိုးမားတွေအရန်များလာတယ်ပေါ့နော်ဆိုတဲ့အတိတ်ပဲမျိုးအဲလိုမျိုးစာကြောင်းလေးရှိတယ်မာဂီဒါဝါရှိမာဂီဒါဝါရှိခန်းကြီးကပါဠိနဲ့ဆင်နေရ ခုနာလေးနဲ့ဆင်တယ် နော်ခိုးနာဆိုကျွန်တော်သိရအမှုဆိုဆိုဆိုနေနဲ့ဆင်းတာနော်ခိုးနာကြာရှိမှာသူကခိုးမဲ့လေးဖြစ်ပါတယ်အဲ့တော့အဲတတိထားမယ်နော်အခုဒီမှာကြီးသူဟာနဲ့သူတော်ဟိုတော်တော်ဟိုလွဲချင်းစရာလေးဖြစ်နေဟုတ်အဲ့ဒါမျိုးလေးမှတ်ထားမယ်အဲပြီးရင်ကျွန်တော်ဥမာဆိုလို့ရှိရင် home band ဆိုပေါ်ကတ်မျိုးလေးရှိတယ် home band home band ဆိုတာကမြန်မာလိုဆိုလို့ရှိရင်အစ်စ်ကြီးလို့ပြောမှာပေါ့အစ်စ်ကြီးပေါ့ဆာမဝဲဆိုလို့ရှိရင်လည်းအစ်စ်ကြီးဆိုလို့ရှိရင်တကယ်ဆာမဝဲအစ်စ်ကြီးကိုပြောတာအဲပွဲတွေပါတယ်ဆိုလို့ရှိရင်လည်း rehearsal မဟုတ်တဲ့အစ်စ်ကြီးဆိုလို့ရှိရင်အဲ home band ဆိုပြီးတော့ခေါ်ရပေါ့နော်ကျွန်တော် DID ဘာတွေမှာဆိုလို့ရှိရင်လည်းတကယ်ဟို ုတ်ဒီပါမဟုတ်ဖ ೇನೆ လူတွေတုံးနေတဲ့အဲဘောနော်တကယ်တကယ်တကယ် release လုပ်လိုက်ပြီးတော့ပါဆိုလို့ရှင် home bank can cure ဆိုပြီးတော့ကျွန်တော်ခေါ်ရမျိုးရှိတယ်အဲ့တော့ id မှာကြာသွား environment နေအများကြီးရှိတယ် testing environment ရှိတယ် home bank home bank environment ရှိတယ်ဘောနော် home bank can cure ဆိုပြီးတော့ခေါ်တယ်အမှလည်းဒီလိုမျိုးတွေ့ရတယ်ဘောနော် home bank ဆိုတဲ့ backup လေးလည်းဒါအရင်ကိုအရေးကြီးပါတယ်ဆယ်မားတုဆိုတဲ့ backup လေးမှတ်ထားပေးပါနီးကပ်လာတယ်ဆိုတဲ့အဓိပ္ပယ်မျိုးဘောနော် scanner ဟိကဆယ်မား detector ဆိုလို့ရှင်ဆောင်းပွင့်နီးပြီးဆိုတဲ့အဓိပ္ပယ်မျိုးလေးဖြစ်ပါတယ်အဲ့တော့ 必死に必死に頑張るとかだမျိုးလေးရှိတယ်必死にဆိုတဲ့အဓိပ္ပာယ်မျိုးလုံးဝဟိုတည်တည်ကြည်ကြိုးစားတာမျိုးပေါ့เนาะ必死にအစွမ်းကုန်ကြိုးစားတယ်တတဲမဲမဲကြိုးစားတယ်တို့ပါလို့ဆိုလို့ရှင့်必死に頑張る必死に勉強するだမျိုးလေးတောင်းလို့ရတယ်ပြီးရင် it say ဆိုတဲ့ပုဂံမျိုးလေးရှိတယ် it say อิเจนี่ทาชิอากะรู้တော့ပါဆိုတပြိုင်နဲ့ဆိုရယ်အတိတ်ပဲမျိုးอิเจนี่တပြိုင်နဲ့အားလုံးတပြိုင်နဲ့ at once ဆိုစကလုံးလေးနဲ့အားလုံးတပြိုင်နဲ့ဆိုရယ်အတိတ်ပဲမျိုးပေါ့နော်အကုန်လုံးကတပြိုင်နဲ့မတက်ထားရက်တယ်လို့ပါတော့ပေါ့နော်အဲ့ဒါမျိုးဟို it say นี่ဆိုစကလုံးလေးရှင်အဲ့ it say ရဲ့ say လေးကသူကျောင်းတိထားရည်ဒီစွမှုပြီးဆုံးစေတယ်ဆိုစကလုံးလေးနဲ့ဆင်နေတာပေါ့နော်အဲ့တော့မတူပါဘူးခိုင်ရှုစုတို့ဆိုပေါ့ကမျိုးလေးရှိမယ်ခိုင်ရှုစုတို့ဟိုစာရွက်အဖြေစာရွက်တွေပါပြန်ပြီးတော့ဟို သိမ်းလိုက်တာတို့ပါလို့ဆိုလို့ရှင်အဲခိုင်တိုယိုရှိကခိုင်ရှူစားတဲ့တာဆိုလို့ရှင်အဖြေစားရတဲ့သိမ်းပြီးသွားပြီလို့ပါလို့ပေါ့နော်အဲ့လိုခိုင်ရှူပြန်သိမ်းနေဆိုတဲ့အဓိပ္ပာယ်မျိုးလေးနဲ့ရှိတယ်စိုက်တန်ဆုတုဆိုတဲ့ဘောကမျိုးလေးမှတ်ထားမယ်စိုက်တန်စိုက်တန်ရဲ့စိုင်းလေးကကြတော့တို့တို့ပေါ့နော်တို့တို့ဘာမှမြင်ဘူးနေရလဲဆိုတော့စိုက်ယောဆိုတဲ့ဘောကမျိုးလေးအလောက်ခန့်နေဆိုတဲ့စကလုံးလေးမှမြင်ဘူးနေရစိုက်တန်ကတော့ကျွန်တော်အမှတ်ပေးတယ်ဆိုတဲ့စကလုံးလေးဖြစ်ပါတယ်အမှတ်ပေးတယ်ပေါ့နော်စိုက်တန်အဲ့တော့ခကုจิตဆိုတဲ့ဘောကမျိုးလေးမှတ်ထားမယ်ခကုจิตအဓိပ္ပာယ်မြင်တာနဲ့အဲခန်းကြီးမြင်တာနဲ့ရောတိမယ်ခ ာကူဂျစ်စကာကူဂျစ်စဆိုတာကတိချရဲအဲတိချရဲလုံးဝပေါ့နော်ကာကူဂျစ်စအဲဂေါ်ကာကူကကာကူဂျစ်စဒါဆိုလို့ရှင်အောက်မှာဂျင်းတိပဲဆိုတဲ့အဓိပ္ပာယ်မျိုးပေါ့နော်ကာကူဂျစ်စဒီဟာလေးလည်းကောင်းတယ်ဒါလေးမှတ်ထားပေးပါ အဲ့တော့ကျောင်းပိုးကမှာဆိုလို့ရှိရင်ဒီခချိဆိုတဲ့ဥစ္စာရှိရခချိခချိခံစွာရှိရခချိဆိုတာကဒါတန်ဖိုးကိုပြောတာပေါ့နော်အဲ့တော့တန်ဖိုးဆိုတာကတို့ဆိုတွေဆိုတွေ違うと思いますအဲ့တော့人のカチ観をပြောလိုက်တယ်ဆိုလို့ရှိရင်လူတွေကအဲဘယ်ဥမာပေါ့နော်ကိုယ့်အတွက်တန်ဖိုးမရှိပေမဲ့သူများအတွက်တန်ဖိုးရှိနေရမျိုးတွေလည်းဖြစ်ကောင်းဖြစ်နိုင်တယ်အဲ့ဒါမျိုးပေါ့နော်ဒီခချိဆိုတာကတော့ value ဆိုတဲ့စကားလုံးလေးပေါ့နော်အဲ့တော့ခချိခံဆိုလို့ရှိရင်ဒါလူတွေရဲ့အဲတန်ဖိုးထားတဲ့အမြင်ပေါ့နော်ဒါမျိုးလေးရှိမယ်အဲဂျူခိုဆုဒုဆိုတဲ့ဘောကမျိုးလေးရှိမယ်ဂျူခိုဂျူခိုရဲ့ ခိုးလေးကခိုးကြီးလက်ချာတို့ဘာလို့မှပါရစကားလုံးလေးဖြစ်တဲ့အတွက်အဲ့တော့ခိုးကြီးကိုဥခဲတုခုတ်တူဆိုတော့ဂျူခိုးစုတူဆိုရင်လက်ချာတန်းသွားတက်တယ်လက်ချာသွားနားထောင်တယ်ဆိုရယ်စကားလုံးလေးဖြစ်ပါတယ်ကျွန်တော်တို့အားလုံးမှာမုခုဟျောစွာရှိတယ်မုခုဟျောမုခုဟျောစွာကဂူပန်းနိုင်ကိုပြောတာဖြစ်ပါတယ်အဲ့တော့ကိုကဘာဘာကိုဖြစ်ချင်တယ်ဘယ်နှလားပိုင်းမှာဘာဖြစ်အောင်လုပ်မယ်ဆိုတဲ့အဥ္စာကြီးအဲ့ကိုရဲ့ target တွေအကုန်လုံးကိုမုခုဟျောဆိုပြီးတော့ခေါ်တယ်အဲ့လို target တွေကိုတတ်မှတ်တဲ့အဥ္စာကိုကြတော့မုခုဟျောဆက်တေးဆိုပြီးတော့ခေါ်ပါတယ်ဂျပန်မှာဆိုလို့ရှိရင် ယုံဝင်ထမ်းနေပေါ့เนาะဝင်ထမ်းနေဆိုလို့ရှိရင်ကျွန်တော်အလုပ်ဝင်သွားတယ်မပြီးဘူးယုံရောက်ပြီဆိုတာ ਨੇ အခုဆိုကျွန်တော်ဂျပန်မှာအလုပ်လုပ်နေဆိုလို့ရှိရင်လည်းယုံမှာ20ပေါ့เนาะ6 တနစ်ကိုနှစ်ခေါက်ပေါ့နော်လိုမျိုးမန်တန်ဆိုတဲ့ဥစ္စာမျိုးရှိတယ်မန်တန်ဆိုတာကဒီနောက်ထပ်6လနေကွာပါဖြစ်ချင်ပါတယ်ဆိုတဲ့ဥစ္စာမျိုးကိုယ့်ရဲ့မိုခူရောကိုယ့်ဘက်ကိုဆက်သေးလုပ်ပြီးတော့ကိုယ့်ရဲ့မိုခူရောတဆေခံဆိုတဲ့ဥစ္စာမျိုးတွေလည်းရှိတယ်အဲ့တော့ကိုချခဲ့တဲ့မိုခူရောတွေကရောက်လာမရောက်လားဆိုတာနောက်6လနေအဲ့လိုမျိုးမန်နေဂျာနဲ့ပြင်ပြန်တွေ့ပြီးစကားပြောရမျိုးရှိရပေါ့နော်အဲ့တော့ဟိုဂျပန်ရောက်လို့ရှိရင်လည်းအလုပ်ရရင်ပြီးပြီလားဆိုတော့မဟုတ်ဘူးအမြဲတမ်းဟိုစာရီလည်းကြက်နေရတယ်အဲအတိတ်တိတ်လည်းထပ်ပြီးတော့လည်လာနေရတယ်ကိုကိုကိုလည်းအမြဲတမ်းပေါ့နော်ပို့ပြီးတော့ကောင်းအောင်လုပ်နေရပေါ့နော် pressure ပြလုံနေရတယ်အဲ့ တော့လူမျိုးမိုးခူရောဆိုဘောကပ်လေးဒါတကယ်နှစ်ဖူးတွေ့တူတွေ့တွေ့မဲ့စကလုံးလေးဖြစ်ပါတယ်ခခုတို့ကမအဲဆိုဘောကပ်မျိုးလေးရှိတယ်ခခုတို့ကမအဲခခုတို့ကမအဲဆိုတာကစိတ်ကိုပြင်ဆင်ထားတယ်ပေါ့နော်ခခုရောနော်ဂျွန်ဘီယိုဆိုလို့ခတ်တော့အဲခခုရောနော်ကမအဲခခုတို့ကမအဲဆိုပြီးတော့ခေါ်ပါတယ်အဲ့လိုမျိုးအန်ဝမ်ရောက်လို့ရှိရင်ကျွန်တော်ကခခုကောခီမဲဒူဆိုပြီးတော့လည်းတုံးတာမျိုးလေးရှိတယ်လှလှပပစကားလုံးလေးနဲ့ပေါ့နော်ဒါလေးကအာအနီမေးတွေပါလေမှာဆိုလို့ရှိရင် ခကူကောခိမဲတို့ဆိုရယ် phrase လေးအများတန်းထက်လေးထက်တာရှိပေါ့နင်စိတ်ပြင်ဆင်ပြီးသွားပြီလားနင်စိတ်အဆင်သင့်ဖြစ်ပြီလားဆိုအဓိပ္ပာယ်မျိုးလေးနဲ့သုံးတာမျိုးပေါ့နော်ခခကူကောခိမဲတို့ဆိုပြီးတော့အဲ့ဒါလေးသုံးပါတယ်အဲပြီးရင်ကျွန်တော်တို့မှာဒီဂခုမွန်းဆိုပြီးတော့ရှိမယ်ပေါ့နော်ဂခုမွန်းဆိုတာကကိုလေ့လာပညာ အဲပညာသင်တဲ့ပညာသင်တဲ့ဗောနောပညာပညာလေးလာသင်ယူခြင်းပညာသင်ယူခြင်းဆိုတဲ့ကိစ္စကိုဂါခုမွန်ဆိုပြီးတော့တုံးတယ်ဥမာဗောနောဂါခုမွန်တော့ဘာဆိုလို့ရှင်တော့စာလေးလာတဲ့နေရာမျိုးဗောနောအဲ့ဒါမျိုးသွားမယ်ပြီးလို့ရှင်ကျောင်းနေပိုင်းမှာဆိုလို့ရှင်ကျွန်တော်ဘွန်ရဆိုပြီးတော့ရှင်ဘွန်ရဆိုတာက nebel feed ကိုပြောပါဗောနောဥမာ IT ဘွန်ရဆိုလို့ရှင်လဲဒါ IT nebel ဆိုပြီးတော့လေသူကအဲ့လိုပညာရဲ့ဗောနောကျွမ်းကျင်တဲ့ပညာရဲ့တခုခုပုံမှာလိုက်ပြီးတော့မှာ အနောက်ကနေဘုံရပေါင်းလိုက်လို့ရှင့်အဲ့ဒီနေပယ်ဆိုပြီးတော့ဖြစ်သွားတယ်ပေါ့နော်ထိုရိခုမှုဆိုပေါ့ကပ်လေးမှတ်ထားပေးပါဒါလေးကအရှိမဆိုလို့ရှင့်များသောအဖြစ်အဲခန်ခန်ကျူတို့ပါကိုလိုက်တတ်တယ်ထိုရိခုမှုဆိုလို့ရှင့်ခန်ကျူနီထိုရိခုမှုဆိုလို့ရှင့်ဒါအဲခန်ကျူ သူတည်တနာလုံနေရလို့ပါတော့เนาะအဲ့လိုမျိုးလေး phrase လေးတွေ့ရတတ်တယ်။တခုခုလိုချင်တဲ့စိတ်လှုပ်ချင်တဲ့စိတ်ကိုအီယော့ခုလှုပ်ချင်စိတ်၊ကင်ချင်စိတ်ဆိုပြီးတော့ခေါ်တာမျိုးလေးရှိတယ်။အဲ hatsume suru ဆိုတဲ့ဘောကမျိုးလေးရှိမယ်။ hatsume hatsume ကကြတော့ hatsu လေးကကြတော့စတင်နေဆိုတဲ့အဓိပ္ပာယ်မျိုးလေးဖြစ်တဲ့အတွက်စတင်ပြီးတော့ဟိုမှာပေါ့เนาะ akira kanina တို့ဆိုတဲ့အဓိပ္ပာယ်မျိုးလေးဖြစ်သွားတယ်။ akira kani akira ka ဆိုလို့ရှိရင်လောကဟိုထင်းထင်းရှားရှားဖြစ်သွားတာဖြစ်တဲ့အတွက် hatsume suru ဆိုရင်စတင်တီထွင်တယ် တီထွင်နေပေါ့နော်ပထမဆုံးစတင်တီထွင်နေဆိုအတိပဲမျိုးနဲ့တုံးတဲ့စကလုံးလေးဖြစ်ပါတယ်ဘွန်းဆက်ခီဆိုစကလုံးလေးဒါလေးလည်းတော်တော်လေးအဲအရေးကြီးတယ်ပေါ့နော်ဘွန်းဆက်ခီဆိုတာကကျွန်တော် analysis လုပ်တာအဲတခုခုကိုစစ် ခုနောက်ပိုင်းဆိုလို့ရှိရင်အလောက်အကင်အနေနဲ့ဆိုလို့ရှိရင် data ပွန်းစစ်ခီတို့ပါတော်တော်လေးပေါ့နော် data analysis ဆိုပြီးတော့အဲ့ဒါမျိုးလေးအဲရာဒူးအနေနဲ့လည်းရှိတယ်ပေါ့နော်အဲ့တော့ပွန်းစစ်ခီစုတို့ပွန်းစစ်ခီစုတို့ analyze လုပ်တယ်ဆိုရယ်ဘောကတ်မျိုးလေးမှတ်ထားပေးပါ case ဆိုခုစုတို့ case ဆိုခုစုတို့ဆိုလို့ရှိရင်စတိုက်စတိုက်ဖြစ်တယ်ဆိုရယ်အသေးပဲမျိုးလေးပေါ့နော် case ဆိုခုရဲ့ case လေးကကျွန်တော်ဒီအရှိမဆိုလို့ရှိရင်ဒီစုခုဆိုပြီးတော့ စုကအမွေဆက်ခံတယ်ဆိုပြီးတော့မှတ်ခဲ့တယ်အနောက်ကဟာလီယာကြတော့အဲစုစုခုဆိုတဲ့စကလုံးလေးပေါ့နော်အဲ့တော့ K စုခုစုတို့စတိုက်စတိုက်ဖြစ်တယ်ဆိုတဲ့စကလုံးလေးဖြစ်ပါတယ်အဲဒါမျိုးလေးရှိမယ်ပေါ့နော်อืม Q ခိုးစုတို့ဆိုလို့ရှင်ရော Q ကိုခန်းကြီးမြင်နေဆိုလို့ရှင်တော့နားလဲမှာပါ Q code ဆိုလို့ရှင် Q code ဆိုလို့ရှင်ရင်အတန်းကမရှိဘူးပေါ့နော်အတန်းဒီနေ့ cancel ဖြစ်သွားရုပ်ပါဆိုလို့ရှင် Q code ဆိုလို့ Q code နိနာတာဆိုပြီးတော့တုံးပါတယ်အဲချဲချဲနော့သူကတဲ့ Q は Q code နိနာတာဆိုဆရာကအဲမအားလို့ပေါ့နော်ကိစ္စတခုခုရှိလို့ဒီနေ့အတန်းကနာသွားရုပ်ပါဆို Q code ဆိုပြီးတော့တုံးနေအဲ့တော့ចောင်းမတင်ပေးတဲ့လက်ချပို့ချရတဲ့သူကိုခိုးရှိဆိုပြီးတော့ခေါ်ပါတယ်အဲပြီးလို့ရှင်ကျွန်တော်ဥမာဆိုလို့ရှင် Ronri ဆိုတဲ့ podcast လေးမှတ်ထားမယ် ronri ronri ဆိုတာက logical ကိုပြောတာပါတွေ့ဆန့်ကျင်ဘက်စကားလုံးလေးနဲ့ဆိုလို့ရှိရင် butsuri ဆိုတဲ့စကားလုံးလေးရှိတယ် butsuri ဆိုတာက physical ကိုပြောတာပေါ့နော် si cal ဒါကြတော့ logical အဲ့နောက်ကဘာကွာလဲဆိုတော့ကျွန်တော်ဒါ အပွား theory ပေါ့နော်အောက်ကလက်တွေ့ဆိုတဲ့စကားလုံးလေးအဲ့တော့ Rory Dickey ကိုတိုးဆိုလို့ရှိရင် logical အရရပြောရမယ်ဆိုလို့ရှိရင်ဆိုတဲ့အဓိပ္ပာယ်မျိုးလေးနေပေါ့နော် Rory Dickey Butchery Dickey အဲ့လိုမျိုးစကားလုံးလေးလေးတွေ့ရမျိုးလေးရှိတယ် In your suit ဆိုတဲ့ဘောကမျိုးလေးတုံးမယ်ပေါ့နော် In your suit In your suit ဆိုတာကကိုးကားတယ်ထဲ့သွင်းအသုံးပြုတယ်ဆိုတဲ့စကားလုံးလေးဖြစ်ပါတယ်ကျွန်တော်အရှိမမြင်ခဲ့တာကစံခိုစံခိုကကြတော့သူကအဲကြည့်ပဲကြည်တာပေါ့နော်အဲ့ဒီဟာကိုယူသုံးမယ်မသုံးဘူးဆိုတာကကြတော့ဒါ ဟိုကိုပေါ်မှာမူတည်ရပေါ့ဒါပေမဲ့အင်းရောဆုတုဆိုလို့ရှင်ယူပြီးတုံးလိုက်တယ်ဆိုရယ်စကားလုံးလေးဖြစ်တော့ပါတယ်အဲ့တော့ဒါမျိုးလေးမှတ်ထားမယ်ပေါ့နော်အဲ့တော့ဒီနေ့နောက်ဆုံးအဲတရားအနေနဲ့ကျွန်တော်ကဒီ hand shoe ဆိုရယ်စကားလုံးလေးနဲ့ ပဲမဲ့ဟန်ရှူဟန်ရှူဆိုတာက edit လောက်တာပေါ့နော်အခုနောက်ပိုင်းတော့ကျတော့ဒီမျိုး video edit တွေလုပ်တယ်စာကြောင်းတွေပါ edit လောက်တယ်ဆိုရင်ဟာကတော်တော်များများရင်းနှီးနေပြီဖြစ်တဲ့အတွက် edit ဆိုရင်ပြောရရမ်းလွယ်ပေါ့နော်ဒါပေမဲ့လွန်ခဲ့10နှစ်လောက်ကဆို edit ဆိုတာဘာလဲဆိုလို့ရှိရင်ပြန်ပြီးတော့အဲ့ edit ရဲ့အတိတ်ဘဝရှင်းရသေးရမျိုးလေးရှိရပေါ့နော်အဲ့တော့အားလုံး congratulation ပါကျွန်တော်ကိုစလုံးတစ်ထောင်ကြည့်ပြီးသွားပါပြီလို့ပြောလို့ရပါပြီနော် ာထပ်ဗီဒီယိုမှာပြန်သေးမယ်တထောင်တထောင်ရှိသွားရဲ့ဆိုမှထပ်တော့ကြည့်အောင်ပါမလားပေါ့ဆိုစာအုပ်ကမပြီးသေးဘူးလေနော်ဟိုစာရအများကြီးကျန်သေးတာဆိုတော့နောက်ထပ်ဗီဒီယိုမှာပြန်တွေ့ပါဦးမယ်တတား